ဓိကကျွန်တော်ခံယူလာတဲ့အချက်ဆိုတာကတော့ကိုကရာယူတော့မှ အချက်မဟုတ်ဘူးကိုကဘာပဲလုပ်ပေးရလုပ်ပေးရကိုချစ်တဲ့သူပျော်နေပြီဆိုလို့ရှိရင်ကျွန်တော်ပျော်တယ်အာကိုချစ်တဲ့သူတွေလိုအပ်တာမှန်တယ်မြတ်လိုက်လုပ်ပေးရရင်ကျွန်တော်ပျော်ရွှင်မှုပဲဟုတ်တယ် အဲ့ဒါတော့အမြင်ကျွန်တော်စိတ်ထဲမှာနှစ်ပိုင်းရှိရပါတော့ကျွန်တော်ကကြတော့အားမဖြစ်ဘူးမသိလဲသူတီးဖို့မလိုဘောနော်ကိုကကိုကိုတစ်ဖက်သက်ချစ်နေရရပြီအဲအဲ့လိုမျိုးကျွန်တော်ထင်တယ်အဲဒါမဲ့တစ်ချက်ဘောနော်တချို့ point of view ကကြတော့လဲအဲသူပြန်ချစ်ချင်းမချစ်ချင်းသူတီးဖို့လိုတယ်ဆိုတဲ့ဟာမျိုးလဲအဲအတွေ့လဲရောက်တယ်ဒါမဲ့ကျွန်တော်ကတော့အရှိရအတွေ့လေးကိုပို့ပြီးတော့ဟိုကျွန်တော်နဲ့နီးစပ်တယ်ဘောနော်ခေါင်းထဲမှာဟို ကိုချစ်နေရပြီကျွန်တော်တိတ်မတွေ့ဘူးအေးကျွန်တော်ကငယ်ငယ်လေးတည်းကတခုရှိရပါဆိုတော့အဲ့လို shit ဟိုဟာဖြစ်တဲ့အထဲမှာပါအဲ့လိုကျွန်တော်ခံစားချက်တွေထုတ်မပြတတ်ဘူးအဲ့ဒါအချက်ဟိုချစ်သူကြီးသားမှမဟုတ်ဘူးအဲ့လိုမိဘမောင်နှမဆိုလဲအဲ့လိုမျိုးတိတ်ပြီးတော့ထုတ်ပြတတ်တဲ့အထဲမှာမပါတော့မသိစေချင်တဲ့ဟာများတယ်ကျွန်တော်ကအဒီကတော့ကျွန်တော်မြတ်သူနဲ့ကျွန်တော်ကာရက်တာလေးကမြတ်သူပေါ့မြတ်သူနဲ့တူတူကငငယ်တွေကတငငယ်ချင်း အကြီးလာတဲ့ချိန်ကျရင်တော့လေမြတ်သူကတူတူပုံမှာတငယ်ချင်းထပ်ပို့တဲ့မြတ်တာလေးရှိလာတဲ့ချိန်ကျတော့သူဘာပဲလှုပ်ချင်လှုပ်ချင်နောက်ဆုံးသူနောက်တရားကိုချင်းနေဆိုရင်တော့မှသူကကိုယ့်ဘက်ကနေလိုက်ဖြည့်ဆည်းပေးချင်တဲ့ပုံစံလေးပေါ့အပြင်မှာအတိုင်းလေးပါပဲဒါပေမဲ့အပြင်မှာတော့မရှိသေးဘူးဖြစ်နေတာပေါ့ကျွန်တော်ကတော့ကျွန်တော်တယောက်တည်းပေါ့နော်ဘာဖြစ်လို့ဆိုတော့သူဆိုတာ ခံယူချက်တွေ꿰ပြရတာဖြစ်တဲ့တော့ကျွန်တော်တယောက်တည်းကတော့လုတ်ပေးခြင်းတယ်အဓိကကျွန်တော်ခံယူလာတဲ့အချက်ဆိုတာကြတော့ဟိုကိုကရာယူတော့မှအချက်မဟုတ်ဘူးကိုကဘာပဲလုတ်ပေးရလုတ်ပေးရကိုချစ်တဲ့သူပျော်နေပြီဆိုလို့ရှိရင်ကျွန်တော်ပျော်တယ်အာကိုချစ်တဲ့သူတွေလိုအပ်တာမှန်သမျှလိုက်လုတ်ပေးရရင်ကျွန်တော်ပျော်ရွှင်မှုပဲဟုတ်တယ်အဲ့ဒါတော့အမြင်ကျွန်တော်စိတ်ထဲမှာနှစ်ပိုင်းရှိရပါတော့ကျွန်တော်ကကြတော့အားမပြေဘူးမသိလဲ သူတီးဖို့မလိုဘောเนาะကိုယ့်အကကိုကိုယ်တစ်ဖက်သက်ချစ်နေရရပြီအဲအဲ့လိုမျိုးကျွန်တော်ထင်တယ်အဲဒါမဲ့တစ်ချက်ဘောเนาะတချို့ point of view ကကြာတော့လဲအဲသူပြန်ချစ်ချစ်မချစ်ချစ်သူတီးဟိုလိုတယ်ဆိုတဲ့ဟာမျိုးလဲအဲအတွေ့လဲရောက်တယ်ဒါမဲ့ကျွန်တော်ကတော့အရှိရအတွေ့လေးကိုပို့ပြီးတော့ဟိုကျွန်တော်နဲ့နှိဆက်တယ်ဘောเนาะခေါင်းထဲမှာဟိုကိုချစ်နေရပြီကျွန်တော်တိတ်မတွေ့ဘူးအဲ့ကျွန်တော်ငငယ်လေးတွေကတခုရှိတာပါဆိုတော့အဲ့လို shit ဟိုဟာဖြစ်တဲ့အထဲမှာပါအဲ့လိုကျွန်တော်ခံစားချက်တွေထုတ်မပြတတ်ဘူးအဲ့ဒါအချစ်ဟိုချစ်သူကြီးသားမှမဟုတ်ဘူးအဲ့လိုမိဘမောင်နှမလေးဆိုလဲအဲ့လိုမျိုးတိတ်ပြီးတော့ထုတ်ပြတတ်တဲ့အထဲမှာမပါတော့မသိစေချင်တဲ့ဟာများတယ်ကျွန်တော်ကအဲ့အမြဲတမ်းပြောခံရတယ်အမြဲတမ်းပြောခံရတယ်ကျွန်တော်ကလို ADHD နဲ့တည်ရမလားခံစားချက်မရှိနှလုံးသားမရှိဘူးလို့ပြောခံရတာများတယ်ဒါမဲ့တကယ်တမ်းမဟုတ်ကျွန်တော်မထုတ်ပြရလားဒါအဲ့လိုစိတ်ထဲမှာပဲကိုယ့်ကကိုယ်အဲ့လိုအဲ့ဒါငငယ်တွေကအကျင့်လိုမျိုးဖြစ်နေတာဟုတ်တယ်မှာကျွန်တော်ကအဲ့လိုမျိုးဥမာ ဥမာတခုစားမယ်ဆိုတော့ဒါစားခြင်းတယ်ဒါပေမဲ့မစားရလည်းပြဿနာမရှိဟမ်ကျွန်တော်အဲ့လိုမျိုးလေးတိတ်ပြီးတော့ခေါင်းထဲမှာဟို serious ဟာမျိုးမရှိဘူးအရာရာကျွန်တော်တို့အဆင်ပြေတယ်လောကကြီးမှာအဲ့လိုနေတောင်နေတာပေါ့အဲ့လိုကျွန်တော်ပေါ့လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကကျွန်တော်အဲ့လိုမျိုးအဲ့လိုဘယ်လိုပြောမလဲစကိုစိတ်ကိုပေါ့နော်ပြန်ပြီးတော့ဆန်းစစ်ကြည့်တဲ့အရာလေးကိုကျွန်တော်ဆန်းစစ်တယ်ကျွန်တော် မဆိုးကျင်တော့ဘူးငငယ်တော့ကတော့ငယ်တာနဲ့အလျောက်အမားလုံးမိတာရှိတယ်ကျွန်တော်အဲ့ချိန်မှာဟိုကျွန်တော်စာအုပ်လေးဖတ်တယ်အစာအုပ်တော့မှာဗုဒ္ဓလူကြားဆိုတဲ့စာအုပ်လေးရှိတယ်အစာအုပ်လေးဖတ်ရင်းနဲ့မှတစ်ဆင့်လောကကြီးမှာကျွန်တော်အဲ့လိုဘယ်လိုပြောမလဲအဲ့လို minimalism ဖြစ်သွားဥပမာကျွန်တော်အဲ့စာအုပ်ဖတ်ပြီးတဲ့အချိန်မှာကျွန်တော်ချီလေးရောင်းတာမစားဖြစ်တော့မစားဖြစ်တော့ဆိုတာဟိုလိုမျိုးဟိုနတ်တွေလူတာတာတို့ဟိုလိုမျိုးဘာသာရေးယူစာကြောင့်မဟုတ်ဘူးကျွန်တော်ကကျွန်တော် โอเคจัตตาပဲစားရရတယ်จัตตาပဲစားလဲကျွန်တော်အာဟာရဖြစ်နေရပဲကျွန်တော်အသက်ရှင်နေနိုင်တာပဲအဲ့တော့ကျွန်တော်จัตตาပဲစားပြစ်လိုက်တယ်ပါဇက်ရတာလဲအရန်ကြီးခံတဲ့ဟာမျိုးတော့မဟုတ်တော့အစာပိုင်းကတော့ခက်ခဲတာဗောနော်ဟိုဝသားထုတ်ထုတ်မြင်စားကျင်တာအထောက်နောက်ပိုင်းကျတော့အဲ့လိုမျိုးမရှိတော့အဲ့လိုမျိုးကိုယ့်ကိုချိုးညံ့ချွေတာပြီးတော့နေကြည့်ရင်လည်းနေတတ်သွားဒါကျွန်တော်ကကြတော့ကိုကိုကိုပဲတုံးတက်တာကျွန်တော်ကလေသူများတယောက်ကြောင့်ကျွန်တော်ဘယ်တော့မှအပြောင်းလဲမလုပ်ကျွန်တော်ကိုကိုကိုပဲကိုကိုကိုပင်မထားပြီးတော့ပဲလှည့်တာကျွန်တော် အမဟုတ်အဲ့ဒါကျွန်တော်ဒီလမ်းနဲ့ရောက်လာရင်လည်းကိုကူကတော့ပြန်မရတာဗောနော်အချိန်ပေါင်းများစွာငါဒီလုပ်ကိုတကယ်ချက်တာလားတကယ်လုပ်ချင်တာလားဘယ်နှချိန်မိမိကျွန်တော်ဓာကြီးကိုကျွန်တော်စိတ်ထဲမှာရင်ခုန်နေတော့မယ်အဲ့တော့ကျွန်တော်လုပ်တယ်